မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီဘက်တော်သားရုံလေးရိုက်ကူးတဲ့ Original Gangster 3ရုပ်ရှင်ဇာတ်ကလူမကြီးမှာစိုးရိမ်ပြီးတော့တာဂီတာကလူမိုက်များဖြစ်ကြတဲ့ဝင်းထုတ်ဝင်းနဲ့တန်ဖုတ်တွေတို့ကရုပ်ရှင်လက်မှတ်တွေကိုအတင်းအကျပ်ချင်းချောက်ပြီးတော့ရောင်းချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုံလေးရိုက်ကူးတဲ့ Original Gangster 3ရုပ်ရှင်ဇာတ်ကားကိုတာဂီတာကလူမိုက်များဖြစ်ကြတဲ့ဝင်းထုတ်ဝင်းနဲ့တန်ဖုတ်တွေတို့ကဝမ်းရံကြပြီးတော့အဲ့ဒီရုပ်ရှင်ဇာတ်ကားကိုတွက်ရောက်ကြည့်ရှုကြရန် ရုပ်ရှင်လမ်းမများဝယ်ကြရန်တာဂီတာနဲ့မျိုးရင်းကပြည်သူများစီးပွားရေးသမားများကိုလူမိုက်အဖွဲ့များကဖိအားပေးလျက်ရှိတယ်လို့သိရပါဗျ။ယုံလေးရဲ့ original gangster 3ရုပ်ရှင်ကိုလူမိုက်တွေလက်မှတ်တွေအတင်းဝယ်ကြည့်ခိုင်းနေတာမျိုးရဲသွားတဲ့သူတွေချုပ်ကိုရုပ်ရှင်ရုံနားမှာကြိုတင်လက်မှတ်တွေရောင်းပြီးတော့သူတို့ကားကိုကြီးမဲ့သူမရှိပဲယုံဝင်ဝင်မရမှာဆိုတာနဲ့အတင်းအကျပ်အနှောက်အယှက်ပေးတယ်။အထူးသဖြင့်တာဂီတာလူမိုက်ဝင်းထုတ်ဝင်းတန်ဖုတ်တွေတို့ရဲ့လူမိုက်အဖွဲ့တွေကပါရုပ်ရှင်လက်မှတ်တွေဝယ်ခိုင်းတာရောအတင်းအကျပ်ကြီးဖို့လုပ်နေတာ။ တာဂိတမှာပြည်သူတွေရောစီးပွားရေးသမားတွေကိုလူမိုက်အဖွဲ့တွေကရုပ်ရှင်တွားကြည့်ဖို့အတင်းလိုက်ပြီးတော့ချိန်ချောင်နေတယ်လို့တာဂိတကစီးပွားရေးသမားတို့ကပြောပြထားပါတယ်။ရုံလေးရိုက်ခူးတယ်။ Original Gangster 3ရုပ်ရှင်ဇာတ်ကားကိုဒီကနေ့အော်တိုဘာလ18ရက်နေ့ကစတင်ပြီးတော့မြန်မာနိုင်ငံတော်ဝန်လုံးမှာပြသလျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်တာဂိတမှာစစ်တပ်ဘက်တော်သားမဘာသာအစွန်းရောက်ထောင်ထွက်လူမိုက်နေမျိုးအောင်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားပြီးတဲ့နောက် လူမိုက်ဝင်းထုတ်ဝင်းကမဘာသာအဖွဲ့ကိုဆက်လက်ဥဆောင်လုပ်ကင်နေတယ်လို့သိရပါတယ်စစ်တပ်အထွတ်စစ်မှုထမ်းလူသစ်များကိုစုဆောင်းပေးခြင်းအစီအစစ်ပေးခြင်းတော်လိုင်းရဲဘော်များကိုတရင်များကိုစုံစမ်းပေးခြင်းတရင်ပေးများမွေးယူခြင်းများကိုလုပ်ကင်လျက်ရှိတယ်လို့သိရပါတယ်နေမျိုးအောင်တည်ဆုံးပြီးတော့လက်ရှိမဘာသာအလုပ်တွေကိုဝင်းထုတ်ဝင်းကဆက်ပြီးတော့လုပ်ကင်နေပါတယ်ပရာဟိတအယောင်ပြပြီးတော့နောက်ွယ်ကနေအစီအစစ်တာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ငွေညစ်တာတွေတာဂီတမှာသူပဲဥဆောင်ပြီးတော့လုပ်နေတာပါတူလာအောင်မှာတန်ဖုတ်တွေတို့ရင်မိုးတို့စတဲ့လူမိုက်တွေအပါအဝင် ပါဝင်ပတ်သက်ပြီးတော့ပြည်သူတွေကိုဒုက္ခပေးနေတာလို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်တာဂေတလူမိုက်များကစီးပွားရေးသမားများထံကနေပြီးတော့ငွေငယ်ချင်းစစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ပြန်ပေးဆွဲခြင်းငွေချင်းယူပြီးတော့မိုက်ကြီးခွဲအကျွေးတောင်းပေးခြင်းတွေကိုပါလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လူမိုက်ဝင်းထုတ်ဝင်းကအရင်ကဓာတ်ပုံတိုက်ပန်းရှင်ကိုလည်းပြန်ပေးဆွဲပြီးတော့ငွေညစ်ပါတယ်။သူတို့ကပတ်စံရရင်လူပါတတ်ပေးတယ်။တော်လိုင်းရေးလုပ်တဲ့သူတွေကိုဖမ်းဆီးတယ်။စစ်မှုထမ်းဥပဒေဆိုပြီးတော့တယောက်ကိုတိန်း30 40တောင်းပါတယ်။ အဲ့ဒါကြောင့်အဲ့ဒီလူမိုက်တွေကကားတော်ဝယ်စည်းနိုင်နေပြီလို့ဒေသခံသတင်းရင်းမြစ်ကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းအေးသာဆန်မြို့နယ်28လမ်း82လမ်းနဲ့82လမ်းကြားကားပစ္စည်းအယောင်ဆိုင်ကိုဓမြဝင်တိုက်ခံရပြီးတော့စိုက်ပါရှင်အမျိုးသမီးတအူးဓာတ်နဲ့ထိုးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့အော်တိုဘာလ18ရက်နေ့မွန်းလွဲတနအေကန်ကချမ်းအေးသာဆန်မြို့နယ်28လမ်း82လမ်းနဲ့82လမ်းကြားမှာရှိတဲ့ ်ဘန်နာပင်ကိုလေးကားပြက်စည်းဆိုင်ကိုမုံမှာစားနေကြ delivery သမားရဲ့နောက်ကနေပြီးတော့လူနှစ်ယောက်ကကက်ရက်လိုက်ပါလာပြီးဓမြတိုက်မှုဖြစ်ပွားခဲ့ကအင်းရှင်အမျိုးသမီးမှလည်းလေပင်နဲ့လက်တုံမှာဓာတ်တန်ရာအသီးသီးရရှိခဲ့တယ်လို့သိရပါဗျာ ခါကြီးရက်ကြီးမှာဓမြတိုက်ခိုင်ရတာ28လမ်း82လမ်းနဲ့82လမ်းကြားကဗန္ဒာပင်ကိုလေးကားပြက်စီဆိုင်အတိုက်ခိုင်ရတာမုံမှာစားနေကြ delivery နောက်ကနေလူနှစ်ယောက်ကလိုက်လာပြီးတော့ဓမြတိုက်သွားတာလို့သိရပါတယ်ပစ္စည်းတွေပါသွားမသွားတော့မသိရသေးဘူးအင်းရှင်အမျိုးသမီးကတော့လယ်ဘင်းမှာဓာတ်ရံရလက်မှာဓာတ်ရံရတွေရရှိလာတော့သိရတယ်လို့ Voice of Mandalay ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အဲ့ဒီဓမြတိုက်ခံရတဲ့နေအိမ်ကိုစစ်ကောင်စီတပ်သားများရဲများရောက်ရှိလာပြီးတော့စစ်ဆေးနေကြကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းဒီပေးရမျိုးမှရဲစခန်းကထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာတအူးတိတ်ဆုံးပြီးတအူးကိုအရှင်ဖမ်းမိကတနက်တက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘာလ18ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှဒီပေးရမျိုးမှရဲစခန်းကထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရဲဘော်များကစောက်ကြိုတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခတ်မှုအတွဲမှာစစ်မြေပြင်အင်ဂျင်နီယာတပ်ရဲဘီအီတပ်ကတပ်သားတအူးတိတ်ဆုံးပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားဇော်ဇော်လှိုင်းကိုအရှင်ဖမ်းဆီးရမိကား တနက်တလက်တင်းစီနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ပြူစောတိငတ်တော်ဆိုသူနဲ့စစ်သားတအုပ်လဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်၈နာရီခွဲအချိန်မှာဒီပဲရင်မျိုးမှာရဲစခန်းကနေပြီးတော့ပြည်သူပိုင်နေအိမ်တွေကိုခိုးယူလူရဖို့ထွက်လာတဲ့စစ်ခွေးနဲ့ပြူစောတိတွေကိုကျွန်တော်တို့ဒီပဲရင်မျိုးနဲ့အဖြူရောင်ပြည်သူကာကွယ်တပ်ဖွဲ့ကဥဆောင်ပြီးတော့စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတစ်ကောင်တေပြီးတစ်ကောင်ကိုအရှင်ဖမ်းမိတယ်။ ်တနက်တက်လက်လဲတိမ့်စီနိုင်ခဲ့တယ်လို့ဒီပရင်အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတူကပြောပြခဲ့ပါတယ်၎င်းတိုက်ခိုက်မှုကိုဒီပရင်မျိုးနဲ့အဖြူရောင်ပတ်ကဖာ A2K ပတ်ကဖာပေါင်ချိန်ပတ်ကဖာ K ဦးမျိုးနဲ့ NAADF နဲ့ K ဦးမျိုးနဲ့ LBB GF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်တရင်ရောသခိုင်းတိုင်းဘူးတလင်မြို့နယ်မြောက်ချမ်းကစီပါကြီးရွာကိုစစ်ကောင်စီတပ်တွေကဒီကနေ့မနက်အစောပိုင်းကစပြီးတော့ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဒီရှိတဲ့မုံရွာမြို့နယ်အနီးဆုံးဖြစ်တဲ့ဘူးတလင်မြို့နယ်ကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။စောစောကလှမ်းမြင်ရသလောက်ဆိုရင်ရွာရဲ့အရှိချမ်းနဲ့တောင်ချမ်းကကုန်တလောက်ဖြစ်သွားပြီးထပ်ပြီးလဲရှုံနေတော့မဲ့မကုန်မချင်းရှုံမဲ့သဘောရှိတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ဗုဒ္ဓဘာသာဝင်တွေရဲ့နေတူးနေမြတ်ဖြစ်တဲ့သတင်းကျွအခါတော်နေမှာပဲအင်ဂျီပေါင်း300ကျော်ရှိတဲ့စီပါချေးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမိရှုပ်ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။တက်လိုင်းချေးရွာနဲ့ မြောက်ချီကျေးရွာတွေမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေဘက်ကလည်းလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါရတယ်။ဘူးဒလင်နယ်မှာစစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကိုပြည်သူ့ကာကွယ်တပ်တွေရဲ့ခြေမုံတိုက်ခတ်ခဲ့ခြင်းခံရပြီးတဲ့နောက်ပိုင်းအော်တိုဘာလလာစားမိုင်းကစပြီးတော့မြို့နယ်တစ်ခုလုံးနှီးပါးကိုလေကြောင်းတိုက်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့မြေပြင်စစ်ကြောင်းထုတ်မှုတွေပြုလုပ်နေတာကြောင့်ကြီးရွာပေါင်း၁၀ရွာထက်မနည်းကဒေသခံတွေဟာ ဘေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။နှစ်ပတ်အတွင်းမှာစစ်ကောင်စီရဲ့လက်ချက်နဲ့ပြည်သူအယောက်20ထက်မနည်းသေဆုံးခဲ့ရပြီးတော့လူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခံရသူ10ယောက်နှိပါရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောခရိုင်ထီးလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေဘုံကျဲတက်ခတ်ရ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့ညနေ4:25မိနစ်အချိန်မှာထီးလင်းမြို့နယ်ညောင်ရွာနဲ့အကြီးပန်းကြီးရွာကြားတနေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter တစ်စီးနဲ့၃ချိန်လှည့်ပတ်ပြန်ဝဲကဘုံဒီလေးလုံးကျဲချပြီးတော့ Rocket Point 5လက်နက်များနဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြည်ပန်းချေရွာနေပြည်သူအမျိုးသားနှစ်ဦးမစိုးရင်ကဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူတွေမွေးမြူထားတဲ့ဝမ်မာကြီးတကောင်ဝက်ထီးကြီးတကောင်နဲ့ဝက်သားပေါက်ကလေး၉ကောင်နဲ့ညောင်ရွာကပြည်သူပိုင်းကျွဲတကောင်တို့တေဆုံးခဲ့တယ်လို့သိရပါတယ်အကြမ်းဆက်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူများနေထိုင်ရာချေးရွာများစာတင်ကျောင်းများဖျားစီဒီပထုံးများဖုံကြီးကျောင်းများစစ်ဘေးရှောင်စခန်းများကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ကစစ်ရာဇဝတ်မှုများကိုနေ့စဉ်ကျူးလွန်နေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတိုင်းသာယာမြို့နယ်မှာရှိတဲ့ဒဂုံအေးရဝေပြင်းဝင်းမှာစစ်မှုထမ်းရာအတွက်ဆိုပြီးတော့အမည်မသိတဲ့အရက်ဝက်များတဲ့လူတစုကတရက်ထဲမှာအမျိုးသား64ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့ရှမ်းအရှိကိုပြည်တွင်းခရီးသည်တင်လေရင်နဲ့ပို့ရန်ပြင်ဆင်နေတဲ့အချိန်တချို့ကထွက်ပြေးလွတ်မြောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒဂုံအေးရအဝေးပြေးကားဝဲမှာအရက်ဝက်လူတစုက တဦးတဲ့သွာလာနေတဲ့အမျိုးသားများကိုပြစ်မှတ်ထားပြီးတော့စစ်သားတဲ့စုဆောင်းရန်ပေါ်တာဆွဲမှုများပေါ်ပေါ်ထင်းထင်းလှုံ့ဆော်လာပြီးချင်းချောက်ရိုက်နှက်မှုများပါပြုလုပ်လာကြောင်းဖမ်းဆီးခံရတဲ့ဒုတဦးကပြန်လည်ပြောပြခဲ့ပါတယ်အော်တိုဘားလ15ရက်နေ့ဒဂုံအေးအားအဝေးပြေးဝင်အတွင်းမှာအမျိုးသား64ဦးကိုအရက်ဝင်းနဲ့အမည်မသိလူတစုကလိုတဲ့နေရာလိုက်ပို့ပေးမယ်ဆိုပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်လမ်းမသိလို့ဘဲကားစီးရမလဲလို့ကိုရဆိုင်ကိုတွားမေးမိပါတယ်ကိုရဆိုင်ကနေပြီးတော့သူတို့မသိလို့ဟိုဘက်ကိုတွားမေးလိုက်ပါလို့ပြောတယ် ်ကျွန်တော်ကလည်းခလန်းလမ်းမှာရှိတဲ့အသက်30အရွယ်၃ဘိန်းဆိုင်ကဲသမားကိုတွားမေးလိုက်တယ်၃ဘိန်းသမားကအဲ့ဒီဘက်ကိုပြန်စရာရှိတယ်ငါသိတယ်မင်းပြောတဲ့နေရာကိုလိုက်ပို့ပေးမယ်လို့ပြောပါတယ်ကျွန်တော်တက်လိုက်တဲ့အချိန်မှာပဲကျွန်တော်မသိတဲ့လူစိမ်းတအုပ်ကလည်း၃ဘိန်းပေါ်ကိုလိုက်ပါလာပါတယ်ရုံတရုံရဲ့ရှေ့ကိုရောက်ပြီးအထဲကိုကျွန်တော်ကိုခေါ်သွားပြီးတော့ထိုင်ခိုင်းထားပါတယ်ခဏထိုင်ခိုင်းပြီးမှတ်ပုံတင်တဲ့ဖုန်းကိုတိတ်လိုက်ကြတယ်ဘာလို့ကိုလာတာလဲမိမရှိလားကလေးရှိလားတိုက်ရဲခိုက်ရဲလားလို့မေးပါတယ်ကျွန်တော်သူတို့မေးတာကိုတေးချပြန်မဖြေလို့ကျွန်တော်ကိုထုရိုက်ကြပါတယ် နောက်သူတို့မေးရင်စစ်သားလုပ်ဖို့လာတာလို့ဖြေရမယ်လို့ချင်းချောက်ပြောဆိုထားပါတယ်ကျွန်တော်ကိုဓာတ်ပုံရိုက်ပြီးတော့ Viber နဲ့ပို့ပြီးအနီပါလားဆိုပြီးသူတို့အချင်းချင်းပြောနေကြတယ်လို့ဒဂုံအေးရအဝေးပြေးဝဲမှာအော်တိုဘားလ15ရက်နေ့ကပေါ်တာဆွဲဖမ်းဆီးခံရသူတအုပ်ကပြန်လည်ရှင်းပြခဲ့ပါတယ် ်တကုတ်အေးရအဝေးကျင်းဝင်းကနေပြီးတော့ဖမ်းဆီးခေါ်ဆောင်လာသူများကိုသွေးစစ်ရန်နေရာကိုထပ်မံခေါ်ဆောင်သွားပြီးတဲ့နောက်ယူနီဖောင်းရဲ့စစ်သားများကသွေးစစ်ဆေးမှုများကိုပြုလုပ်ခြင်းသပင်ညာချင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့လူ64ဦးရှိတဲ့အခန်းတစ်ခန်းကိုထပ်မံခေါ်ဆောင်လာပြီးတော့ယူနီဖောင်းရဲ့စစ်သားများကမေးမြန်းခြင်းဖြေဆိုခြင်းမရှိတဲ့သူများကိုရိုက်နှက်ခြင်းအိမ်ပြန်ချင်းသူများကိုရိုက်နှက်ချင်းများကိုလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။သွေးစစ်ဖို့လိုတယ်ပြောပြီးတော့နောက်တနေရာကိုထတ်ခေါ်သွားပါတယ်။ဟိုရောက်တော့ယူနီဖောင်းနဲ့စစ်သားတွေအဝင်ဝမှာတွေ့ရပါတယ်။ ်သွေးစစ်တာ45မိနစ်ကြာရင်အဖြေရမယ်လို့ပြောတယ်ပြောပြီးတိတ်မကြဘူးအဖြေရတော့နောက်တနေရာကိုထပ်ခေါ်သွားပါတယ်ကျွန်တော်သပင်းတွေကိုအလဲလေးပဲကွက်ပြီးသပင်းခြံထားပြီးတော့အကုန်ညှက်လိုက်ပါတယ်စစ်သားတယောက်ကကျွန်တော်အပါဝင်လူ64ဦးရှိတဲ့အခန်းထဲကိုခေါ်သွားပါတယ်အခန်းထဲမှာတွေ့တဲ့သူတွေကိုမေးကြည့်တော့သူတို့လည်းကျွန်တော်လိုပဲအစွဲခံရလို့အခုလိုပါလာတာလို့ပြောတယ်သူတို့သပင်းတွေကိုလည်းကျွန်တော်လိုပဲညှက်ပေးထားတာတွေ့ရပါတယ်သူတို့မေးတာကိုဖြေရတယ်မဖြေရင်ယူနီဖောင်းဝတ်တဲ့စစ်သားတွေကထုရိုက်နှက်ကြပါတယ် အိမ်ပြောင်းပြန်တယ်လို့ရှိလားလို့မေးပြီးပြောင်းပြန်တယ်လို့ဖြစ်ရင်ထူရိုက်နှက်ကြပါရယ်ကျွန်တော်အဲ့ဒီမှာညှိခဲ့ရတယ်လို့ပေါ်တာဆွဲဖမ်းဆီးခံတဲ့သူကထမှန်ပြောဆိုခဲ့ပါရယ်အော်တိုဘာလ16ရက်နေ့မနက်6:30အမိနစ်ခန့်မှာအသက်40အရွယ်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူများကိုစစ်တင်တန်းတက်ရောက်ရန်ကျိုင်းတုံကိုလေရင်နဲ့တွားရောက်မယ်ဆိုပြီးတော့ပြောဆိုပြီးလာရောက်ခေါ်ဆောင်ခဲ့တယ်လို့သိရပါတယ်။လေစိတ်ကိုရောက်ရှိတဲ့အချိန်မှတ်ပုံတင်တဲ့လေရင်လက်မှတ်တွေပေးပြီးတော့အဝေးကနေစောင့်ကြည့်မှုများလှုပ်ဆောင်ပြီးလေရင်ပေါ်မတက်မီမှာ ေါ်တာဆွဲခံရသူတချို့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။နောက်နေ့မနက်6:30မိနစ်မှာမိန်းမကြီးတအုပ်နဲ့အမျိုးသားတအုပ်ကကျွန်တော်ကိုကျိုင်းတုံသွားဖို့လေးစိတ်ကိုသွားရမယ်လို့ပြောပါတယ်။ကျွန်တော်ကိုဘေးဘယ်ညာတယောက်စီကစောင့်ကြည့်ပြီးတော့လေးစိတ်အထိခေါ်သွားပါတယ်။မနက်6:00နာရီလောက်မှာလေးစိတ်ရောက်ပြီးကျိုင်းတုံအရောက်ကိုစစ်တင်တန်းသွားတိုက်ရမယ်လို့မိန်းမကြီးကပြောပါတယ်။ကျွန်တော်ကတော့ရောင်းစားခံရပြီလို့ထင်လိုက်ပါတယ်။ကျွန်တော်လက်ထဲကိုမှတ်ပုံတင်တဲ့လင်းလမ်းမှထည့်ပေးပြီးတော့ခလန်းလန်းကနေစောင့်ကြည့်နေကြပါတယ်။လင်းမော်တက်ဖို့ကားပေါ်ရောက်တဲ့အချိန်သူတို့အားလုံးပြန်သွားကြပါတယ်။ ကျွန်တော်လည်းသူတို့မရှိတဲ့အချိန်ကြမှာနိစ္စရာလူတွေကိုအကျိုးအကြောင်းပြောပြပြီးတော့အကူအညီတောင်းပြီးကျွန်တော်အသည့်တွေကိုဆက်သွယ်ပြီးတော့လာခိုင်းလိုက်တာပါဖမ်းတဲ့သူတွေကစစ်မှုထမ်းစုဆောင်းတဲ့ပွဲစားလူမိုက်တွေဖြစ်ဖို့များတယ်စစ်သားတွေလည်းပါလာနိုင်တယ်လူဖမ်းပြီးတော့တက်ကငွေယူလောက်ကြတယ်လို့လည်းထင်ပါတယ်လို့ပေါ်တာဆွဲဖမ်းဆီးခံရသူကပြန်လည်ပြောပြခဲ့ပါတယ်အချမ်းမစစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်6အတွက်စက်တမလာဇမ်းပိုင်းကနေပြီးတော့အော်တိုဘာလလည်းအထိနိုင်ငံတော်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများတောက်လျှောက်လုံဆောင်လျက်ရှိကြောင်းတင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။